ိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာမော်ရိုကိုနိုင်ငံမှာကျင်းပတဲ့ယူဆက်ကုန်မြို့သူကွာဖလာပြမမှာမြောက်ကိုရီးယားကနှစ်ကြိမ်ဆက်ချန်ပီယံဖြစ်ပြီးတော့အောင်ပွဲခံသွားခဲ့တယ်ပြီးတော့ပြိုင်ပွဲသမိုင်းတစ်ချောင်းမှာလည်းမြောက်ကိုရီးယားယူဆက်ကုန်မြို့သူမိသင်းက၄ကြိမ်ချန်ပီယံဖြစ်ရှင်းတဲ့အတူအောင်မြင်ဆုံးအသင်းဖြစ်ရည်တည်သွားခဲ့ပေါ့လေဒီတော့ဒီရက်ဒီမှာယူဆက်ကုန်အမျိုးသားကွာဖလာဘက်ကိုကျွန်တော်ပြန်ပြီးဦးလှည့်ကြည့်ရခင်ဗျာကာတာနိုင်ငံမှာကျင်းပနေတာပါအထူးဖြင့်တော့မြောက်ကိုရီးယားနဲ့အာဆီယံကုစားပြုအင်ဒိုနီးရှားတို့ရဲ့ပွဲစဉ်တွေကို အဓိကကြီးဖြစ်နေတယ်။ပြောရမယ်ဆိုရင်တော့အင်ဒိုနီးရှားရဲ့ဘောလုံးစင်တန်ဘလောက်မြင့်တက်လာသလဲပြီးတော့မြောက်ကိုရီးယားကရောအခုနောက်ပိုင်းလူငယ်စစ်နေမှာဘာကြောင့်ဒီလောက်ကောင်းလာသလဲဆိုတာကိုစောင့်ကြည့်ဖြစ်ပါတယ်ခင်ဗျ။မြောက်ကိုရီးယားရောအင်ဒိုနီးရှားရောဒီနေ့မှာအုပ်စုနောက်ဆုံးပွဲစဉ်တွေရှင်မြန်ကစားပွားခဲ့ကြပါတယ်။မြောက်ကိုရီးယားကိုလံဘီယာနဲ့ကစားရတယ်ခင်ဗျ။ဒီပွဲမှာမြောက်ကိုရီးယားရှုံးပါတယ်။ငကိုကိုမရှိစေရလနဲ့ရှုံးနေသွားခဲ့တယ်ခင်ဗျ။ကိုလံဘီယားလည်းတရော့ကိုကန်ခေါင်းသွားခဲ့တာခင်ဗျ။ ်ပထမပိုင်း25မိနစ်မှာအဖွင့်ကိုရတယ်နောက်ပြီးတော့33မိနစ်မှာဒုတိယကိုရသွားတယ်ဒီကုန်းတစ်ခုကိုပြောရမယ်ဆိုရင်ဗျာပထမကိုကစက်ချစ်ကိုက်စီးပြင်းကအပြင်းနဲ့ကန်ကြတဲ့ကန်လိုက်တာကန်လိုက်တော့မြောက်ကိုရီးယားကုသမားက save လုပ်ဖို့ dive ပြထားတဲ့ဘက်ကမှန်တယ်ဒါပေမဲ့မြောက်ကိုရီးယားကစားသမားနဲ့ထိပ်ပြီးတော့ဘောလုံးကလမ်းကြောင်းအနေနဲ့သွေဖယ်ပြီးတော့လမ်းကြောင်းပြောင်းသွားတယ်အဲ့မှာရင်ကိုဝင်သွားတယ်33မိနစ်မှာတော့မြောက်ကိုရီးယားကုသမားကကိုဝေရီယားထဲမှာ ကိုလံဘီယာကစားသမားတယောက်ကိုဆွဲလိုက်လိုက်တယ်လို့ဖြစ်သွားတယ်ဒါကြောင့်ပယ်နတီပေးလာတယ်အဲ့ပယ်နတီကိုကိုလံဘီယာဘက်ကအပေါ်ထောင်းကိုကန်ပြီးတော့တေးသက်သက်ပဲဒုတိယဂိုးဖြစ်တောင်းလဲသွားခဲ့တယ်ခင်ဗျဒုတိယမှာနောက်ကိုရီးယားပို့ပြီးကစားပုံကောင်းတယ်ကန်ချက်တွေလည်းတော်တော်ကောင်းတယ်ခင်ဗျဂိုးရလူရခင်တွေတော်တော်နီးစက်တဲ့အနေအထားရောက်ခဲ့တယ်အဲဒီမှာကိုလံဘီယာကိုဒမလက်ဆွမ်းပြသွားတော့ဖွဲ့ပြီးမှကိုလံဘီယာနှစ်ခုကုန်ရှိနေအနိုင်ရသွားခဲ့တယ်ခင်ဗျဒီအုပ်စုမှာမြောက်ကိုရီးယားကအုပ်စုဖွဲ့ပွဲမှာအက်ဆာဗီတိုကိုငါ့အုပ်ကုန်ရှိနေကိုပြနိုင်တယ် ပြီးတော့အုပ်စုဒုတိယပွဲဒီဘက်မှာသူတို့ဂျာမနီကိုတခုစီတီးကစားခဲ့တယ်။အခုအုပ်စုနောက်ဆုံးပွဲမှာသူတို့ရှုံးတယ်။ဒါပေမဲ့သူတို့ဒီအကောင်းဆုံးအုပ်စုတတိယအသင်းစင်မှာပါပြီးတော့32အသင်းအစဉ်ကိုတက်လိုက်ရောက်ရှိသွားခဲ့တယ်ခင်ဗျာ။အင်ဒိုနီးရှားကတော့အုပ်စုခွင့်ပွဲမှာဇမ်ဘီယာကိုရှုံးခဲ့တယ်။သူတို့3ဂိုးတခုနဲ့ရှုံးတယ်ပေါ့လေ။အုပ်စုဒုတိယပွဲမှာလည်းဘရာဇီးကို၄ဂိုးမရှိဆဲ၉ပြတ်ရလာနဲ့ရှုံးတယ်ခင်ဗျာ။ဒါပေမဲ့အဲ့ဒီနှစ်ပွဲမှာအင်ဒိုနီးရှားဟာအတွေ့အကြုံပိုင်းဆိုင်ရာအများကြီးရရှိခဲ့တယ်။ပြီးတော့သူတို့ရဲ့ဘောလုံးအဆင့်အတန်းဟာ တော်တော်လေးကိုတိုးတက်လာတာကျွန်တော်တွေ့ရတာခင်ဗျဒီနေ့ပွဲမှာဆိုရင်ဟွန်ဒူရက်စ်ကိုအင်ဒိုနီးရှားအနိုင်ကစားသွားခဲ့တယ်အင်ဒိုကပယ်နတီကနေအဖွင့်ကိုစားသွင်းတယ်ဒါပေမဲ့နောက်တော့9မိနစ်ပဲကြာသူတို့ဟွန်ဒူရက်စ်ကိုပြန်ပြီးတော့ပယ်နတီပေးလာတယ်တခုစီတည်းကြာတယ်ဒုတိယဂိုးကတော့တော်တော်အဆင်တန်းမြင့်တယ်ခင်ဗျဒီအန်ထွက်လာတဲ့ဘောလုံးကို16ကိုက်စီးအပြင်ဘက်ကနေတပတ်လှည့်ပြီးတော့ကန်လိုက်တာအပြင်နဲ့ကန်ချမ်းတယ်အဲ့မှာနေအင်ဒိုနီးရှားဒုတိယဂိုးထက်ရသွားတယ်ပေါ့ထက်ရပြီးတော့ပွဲမှာဟွန်ဒူရက်စ်ကိုနှစ်ဂိုးတကိုးနဲ့နိုင်သွားခဲ့ပါတယ်အင်ဒိုဟာအဆုတတိယရရှိခဲ့ပေမဲ့ အကောင်းဆုံးအုပ်စုတတိယအသင်းစီးရင်မှာတော့မပါဝင်တဲ့အတွက်ပြန်ပွဲရနေထွက်လိုက်ရပါတယ်ခင်ဗျာအဲ့တော့ရှေ့လာမယ့် round of 32 32အသင်းရှုံးထွက်စင်မှာတော့ကျွန်တော်တို့မြောက်ကိုရီးယားဘယ်လိုကစားမလဲဆိုတာဆက်လက်ရှုစားမှာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ